မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေမက်ရှလ15ရက်ဒီကနေ့နဲ့9ရက်နေ့အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်တောင်ပိုင်းတို့တွင်တိမ်သိမ့်တိမ်ဖြစ်ထွန်းနေပြီးကျန်မင်္ဂလားပင်လယ်တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပါမည် ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ကချင်ပြည်နယ်တွင်နေရာကြီးကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္လာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားမှုထိကြုံရပါမယ်။ရွာအရလုံး80ဖြစ်ပါတယ်။ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်တိမ်သင့်တင့်ဖြစ်ထုံးပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်အများအပြားတာယာပါမယ်။မြမပေနယ်ပြည်နယ်လှိုင်းနေငယ်မှလှိုင်းတင့်တင့်ရှိပါမယ်။လှိုင်းမြမမြမကယုံရန်တခြားနယ်ကမ်းလွန်ပေလေပြည်တို့တွင်၄ပေမှ၆ပေကန်ရှိနိုင်ပါသည်။ ောက်နေ့အတွက်ခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းဒီနေ့နိုင်တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးဆက်လက်ထိကျုံရပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတီခမှန်းချက်ကတော့အများအပြားတာယာပါမယ်ရှင်